အလုံးမဲ့မင်္ဂလာပါဒီနေ့ကျမတို့ရဲ့ MSME book မှာစီရင်ကောင်းစီနေကိုဘယ်လိုမျိုးသတ်မှတ်မလဲဆိုတဲ့အပိုင်းလေးကိုရှင်းလင်းပြောကြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့စီရင်ကောင်းစီနေကို MSME book မှာဘယ်လိုမျိုးသတ်မှတ်မလဲဆိုတာလေးကိုမပြောပြခင်မှာဒီချက်တော့အကောင်ပေါ့နော်စီရင်ကောင်းစီနဲ့ပတ်သက်တဲ့အခြေခံလေးကိုလည်းအနည်းငယ်ရှင်းပြခြင်းပါတယ် စီးရင်ကောင်းစီမှာဆိုလို့ရှိရင်မစတင်ရင်မှာဆိုရင်တော့ကျွန်မတို့ကဒီ accounting equation ဆိုတာလေးကိုအခြေခံအဖြစ်သိရမှာဖြစ်ပါတယ် accounting equation မှာဆိုလို့ရှိရင်ကျွန်မတို့က assets equal to liability plus equity ဆိုပြီးတော့ညီမျှခြင်းလေးရှိပါတယ်ဟုတ်ကဲ့ assets ဆိုတာကတော့လုပ်ငန်းရဲ့ပိုင်ဆိုင်မှုတွေကိုဖော်ပြတာပါ liability ဆိုတာကတော့လုပ်ငန်းကနေပြီးတော့ကျင်ပလူတွေကို ပေးရရှိတဲ့အပိုင်းကိုတော့ liability လို့ခေါ်ပြီးတော့ equity ဆိုတာကတော့လုပ်ငန်းကနေပြီးတော့လုပ်ငန်းမှာယင်းနှီးမြှုပ်နှံမှုထည့်ထားတဲ့ share holder တွေကိုပေးဖို့ရှိတဲ့အပိုင်းကို equity လို့ခေါ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်တက်ဆင့်နဲ့ဆိုလို့ရှိရင်တော့ assets equal liability plus equity plus retained earning ဆိုပြီးတော့ accounting equation ကိုကျွန်မတို့ကဖြန့်ချသွားလို့ရပါတယ် retained earning ဆိုတာကတော့လုပ်ငန်းရဲ့အရှုံးသို့မဟုတ်လို့ရှိရင်အမြတ်ဖြစ်ပါမယ်အဲ့တော့ကျွန်မတို့ကလုပ်ငန်းရဲ့ဝင်ငွေတွေကနေပြီးတော့အတုံးစရိတ်တွေကိုနှုတ်လိုက်တယ်နှုတ်လိုက်တဲ့အချိန်မှာဝင်ငွေကပိုများနေတယ်ဆိုလို့ရှိရင်တော့ဒီ retained earning က plus ဖြစ်မှာဖြစ်ပြီးတော့ဝင်ငွေကနေပြီးတော့ စရိတ်တွေကများနေတယ်ဆိုလို့ရှိရင်တော့ retain and ကအနှုတ်ဖြစ်မှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျမတို့ကဒီ accounting equation ကိုသိပြီဆိုလို့ရှိရင်ကျမတို့ဒီစီးရင်ကောင်းစင်နေပေါ့เนาะ chapter account လို့ခေါ်တဲ့စီးရင်ကောင်းစင်နေတတ်မှတ်ဖို့အတွက်ဆိုလို့ရှိရင်ကျမတို့က balance sheet ဆိုတဲ့အပိုင်းလေးကိုတစ်ချက်သိရပါမယ်ရှင်။ ဘယ်လန့်ရှိမှာဆိုလို့ရှိရင်တော့ကျမတို့ကဗမာလိုဆိုရင်တော့လုပ်ငန်းရေးလက်ကျန်ရှင်းတဲ့ကိုဖော်ပြရဲလို့ခေါ်ပါတယ်ဟုတ်ကဲ့ဘယ်လန့်ရှိဘက်ချမ်းမှာဆိုရင်ခုနပြောခဲ့တဲ့ accounting equation က assets equal liability plus equity ဆိုပြီးတော့ကျမတို့မှာရှိပါတယ်ဒါတွေကိုကျမတို့က assets liability equity ဆိုတာတွေကိုကျမတို့က group အုပ်စုလို့သုံးနှုန်းလို့ရပါတယ်ဟုတ်ကဲ့ဒီအုပ်စုတွေရဲ့အောက်မှာမှာကျမတို့ကဘာတွေထပ်ပြီးတော့ထားလို့ရလဲဆိုလို့ရှိရင် account ဖြစ်တဲ့စရင်ခေါင်းစဉ်လေးတွေကိုထပ်ပြီးတော့သတ်မှတ်ထားလို့ရပါတယ်ဥပမာအားဖြင့်ဒီ asset ဆိုတဲ့ပိုင်ဆိုင်မှုရဲ့အောက်မှာကျမတို့က ban နေရှိမယ်ငွေသားတွေရှိမယ်ရရန်ရှိတွေရှိမယ်ကျမတို့ရဲ့ကုန်ပစ္စည်းတွေရှိမယ်ကလာရှိရင်းနှီးမြုပ်နှံထားတဲ့အားတွေရှိနိုင်တယ်ပုံသေးပိုင်းပစ္စည်းတွေရှိနိုင်ပါတယ်ဒါို့တော့ကျမတို့က access ရဲ့အောက်မှာထပ်ပြီးတော့စီးရင်ကောင်းစီအနေနဲ့သတ်မှတ်ထားလို့ရပါတယ် liability ပေးရန်ရှိရဲ့အောက်မှာဆိုလို့ရှိရင်လည်းကျမတို့ကပေးရန်ရှိမှာဆိုလို့ရှိရင်ဝယ်သူချောင်းသူတွေကိုကျမတို့ပေးရန်ရှိပေါ့နော်ကုန်ပစ္စည်းဝယ်ထားတဲ့အတွက်ကြောင့်ဘလို့အကျွေးပေးရမယ်ပေးရန်ရှိရှိနိုင်တယ်ကာလာတို့ကာလာရှိချင်းငွေတွေကြောင့်မလို့ပေးရန်ရှိတယ်ရှိနိုင်တယ်အစိုးရကိုကျမတို့ကပေးရမယ်အခွန်အခလေးမပေးဆောင်ရသေးတယ် ေးရရှိတွေကိုလည်းကျွန်မတို့က liability ရဲ့အောက်မှာစီရင်ကောင်းစီနေတတ်မှတ်ထားလို့ရပါတယ်။ဟုတ်ကဲ့ equity ရဲ့အောက်မှာတော့ကျွန်မတို့က capital investment တွေရှိနိုင်ပါတယ်။ retain earning တွေရှိနိုင်ပါတယ်။ဟုတ်ကဲ့ဒီ control account ဆိုတဲ့ဟာလေးကတော့ကျမတို့ရဲ့ MSME book မှာအသုံးပြုတဲ့အခါမှာ control account တွေကိုအသုံးပြုနိုင်တာကိုဖြစ်ပါတယ်။ဒါတွေကတော့ကျမတို့ဒီ MSME book မှာစည်ရင်းသွင်းတဲ့အခါမှာအသေးစိတ်ရှင်းလင်းပြောကြားသွားမှာဖြစ်ပါ ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျမတို့ကပထမဦးဆုံးပေါ့နော်ကျမတို့ရဲ့ဘဲလန့်ရှိဘက်ချမ်းမှာစရင်ကောင်းစဉ်လေးထည့်သွင်းမယ်ဆိုရင်ဘယ်လိုထည့်သွင်းမလဲဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးခြင်းပါတယ်ဟုတ်ကဲ့ဒီလိုရှင်းပြပေးဖို့အတွက်ဆိုလို့ရှိရင်လည်းကျမတို့ကဒီအခုချက်တော့အကောင့်ပေါ့နော်ကြိုတင်ပြီးတော့ကျမတို့သတ်မှတ်ထားတဲ့ချက်တော့အကောင့်လေးတွေကိုကျမတို့ကမူတည်ပြီးတော့ပဲရှင်းပြသွားမှာဖြစ်ပါတယ်ဒီမှာ sample ချက်တော့အကောင့်ဆိုတာလေးကိုကျမတို့ ြင်ဆင်ထားပါဗျ။ဒါဆိုလို့ရှိရင်ကျမတို့က balance ရှိ balance ရှိရဲ့အောက်မှာ group ပေါ့နော် current ss ဆိုတဲ့ group ကိုဘယ်လိုမျိုးထည့်မလဲ။ဟုတ်ကဲ့ဒါဆိုရင်ပထမဦးစွာကျမတို့က group ကိုထည့်ခြင်းတယ်။ MSME ဘုတ်ရဲ့အောက်မှာကျမတို့က setting ဆိုတာရှိပါတယ်။ဟုတ်ကဲ့ setting ရဲ့အောက်မှာမှာကျမတို့ဘယ်လိုသွားမလဲဆိုရင် chat account ဆိုတာလေးကိုသွားပါမယ်ရှင်။ဟုတ်ကဲ့ဒီ chat account ဘက်ခြမ်းမှာဝင်လိုက်တာနဲ့ကျမတို့က balance sheet ဘက်ခြမ်းကိုလည်းတွေ့ရတယ်။ဒီဘက်ညာဘက်ခြမ်းမှာဆိုရင် profit and loss ဘက်ခြမ်းမှာတွေ့ရပါတယ်။ဟုတ်ကဲ့ဒီမှာတော့ကျမတို့က balance sheet ဘက်ခြမ်းမှာကြည့်လိုက်လို့ရှိရင်အမေရအောင်စလုံးလေးတွေပေါ့နော်ဘိုးလက်တာလေးတွေနဲ့ပြထားတာကတော့ကျမတို့က group တွေဖြစ်ပါတယ်။ပုံမှန် ကာလာနဲ့ပြထားတာလေးတွေကတော့ကျမတို့ကအကောင့်လေးကြီးဖြစ်ပါတယ်ဟုတ်ကဲ့အခုဒါဆိုရင်ကျမတို့စီမှာဆိုလို့ရှိရင် SS ဆိုတဲ့ balance sheet မှာ group လေးရှိပါတယ်ဟုတ်ကဲ့အဲ့ဒီ SS ရဲ့အောက်မှာမှာကျမတို့က current asset ဆိုတာလေးကိုထပ်ထည့်ပါမယ်ရှင်ဒါဆိုလို့ရှိရင်ကျမတို့ကမလုပ်မလဲဆိုလို့ရှိရင်ဒီမှာ new group ဆိုတာလေးကိုနှိပ်ပါမယ် name မှာကျမတို့ကခုနက current asset ဆိုတာလေးကိုထည့်ပါမယ် current assets ကိုကျမတို့က ပထမအဦးဆုံး top level group မဟုတ်ပဲねကျမတို့က SS ရဲ့အောက်မှာထည့်ကျင်တာမို့လို့ group မှာ SS ဆိုတာလေးကိုရွေးပါမယ်ပြီးရင်ကျမတို့က create ဆိုတာလေးကိုနှိပ်ပေးလို့ရပါတယ်ဟုတ်ကဲ့ဒါဆိုရင် SS ရဲ့အောက်မှာကျမတို့က current SS ကလေးထည့်လိုက်ပါတယ်ဒီလိုထည့်တဲ့အခါမှာလဲကျမတို့ကကျမတို့ထည့်တဲ့ sequence အတိုင်းထည့်ကျင်တယ်ဆိုလို့ရှိရင်ကျမတို့ဘာလုပ်ပေးလို့ရလဲဆိုလို့ရှိရင်ဒီမှာ coding system ကိုသတ်မှတ်ပေးလို့ရပါတယ် ခုနတုန်းကကျမတို့က current access ကိုကုတ်တင်စစ်ဆေးမှာတရားလို့ကျမတို့သတ်မှတ်လိုက်ပါမယ်။နောက်ထပ်ကျမတို့က group တစ်ခုအနေနဲ့ဘာလို့ထည့်မလဲဆိုလို့ရှိရင် current access ပြီးသွားလို့ရှိရင် long term access ဆိုတာကိုထည့်ပါမယ်။ဟုတ်ကဲ့ long term access ကိုထည့်မယ်။သူ့ရဲ့ group ကတော့ကျမတို့ဘာဖြစ်မလဲဆိုလို့ရှိရင်600ဆိုတာဖြစ်ပါမယ်။ဒါဆိုရင်ကျမတို့က balance sheet မှာ new group သူ့ကိုကျမတို့က long term access သူ့ရဲ့ကုတ်ကတော့ဘာလို့ပေးမလဲဆိုလို့ရှိရင်ကျမတို့က600ကိုပေးပါမယ်သူ့ကိုလည်းကျမတို့က access ဖြစ်တဲ့အတွက်ကြောင့်မလို့ access ရဲ့အောက်ကိုပဲထည့်လိုက်ပါမယ်ဒါဆိုလို့ရှိရင် access ရဲ့အောက်မှာကျမတို့က current access ကကုတ်ကတရား current access ရဲ့အောက်မှာကျမတို့ long term access 600ဆိုပြီးတော့ထည့်ထားတာကိုတွေ့ရပါတယ်ဟုတ်ကဲ့ကျမတို့ဒီမှာ current access ရဲ့အောက်မှာမဘာထည့်ထည့်မလဲဆိုရင် cash and cash equivalent ဆိုတဲ့အကောင့်လေးကိုလည်းကျွန်မတို့ကထည့်ထည့်ခြင်းပါတယ်ဒါဆိုလို့ရှိရင်ကျွန်မတို့ကလုပ်မလဲဆိုလို့ရှိရင် cash and cash equivalent ဆိုတဲ့ group လေးတစ်ခုကိုကျွန်မတို့ယူပါမယ်သူ့ကို new group အောက်မှာထားပါတယ် cash and cash equivalent ဒါဆိုလို့ရှိရင်ကျွန်မတို့ကဘယ်အောက်ကိုထည့်ခြင်းလဲဆိုရင် current assets အောက်ကိုထည့်ခြင်းနဲ့ဒါကြောင့်မလို့ပုံကိုလည်း110လို့ပေးလိုက်ပါမယ်ဒါဆိုရင် cash ရဲ့အောက်မှာ assets ရဲ့အောက်မှာ current asset ရှိပါတယ် current assets ရဲ့အောက်မှာမှာ cash and cash equivalent ဆိုတာလေးကိုကျွန်မတို့အထည့်လိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင် current assets သူ့ရဲ့အောက်မှာ cash and cash equivalent ဟုတ်ပြီဒုတိယတဆင့်အနေနဲ့ကြတော့ကျွန်မတို့ကပါလဲဆိုလို့ရှိရင်ဒီ current assets ရဲ့အောက်မှာမှာသူကပါလဲဆိုရင် short term market yield security ဆိုတာရှိပါတယ်ဟုတ်ကဲ့ သူရဲ့ sub group က short တဲ့ marketable security ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့မလုပ်မလဲဆိုလို့ရှိရင်နေယူ group မှာ name ကို short တဲ့ marketable security လို့ထားမယ်သူ့ကိုလည်းကျမတို့ဘယ်လိုပဲသွားမလဲဆိုလို့ရှိရင် current access ရဲ့အောက်ကိုပဲသွားမှာပဲ current access ရဲ့အောက်မှာ120လို့ကျမတို့ထည့်လိုက်ပါမယ်ဒါဆိုရင် current assets က100 cash and cash equivalent က100နဲ့30 short term marketable security က120ဆိုပြီးတော့ကျွန်မတို့က group လေးတွေတွေ့ရပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်မတို့ရဲ့ MSME book မှာပေါ့နော်ချက်တော့ account မှာစည်ရင်အုပ်စုတွေထားခြင်းနဲ့ဆိုရင်စည်ရင်အုပ်စုဘယ်နှစုထိထားလို့ရလဲဆိုတော့မေးခွန်းလေးကိုမေးမယ်ဆိုလို့ရှိရင်တော့စည်ရင်အုပ်စုကိုကျမတို့ကအကန့်အသတ်မရှိထားနိုင်ပါတယ် ကိုထားကျင်တဲ့အုပ်စုကိုတခြားအုပ်စုတစုရဲ့အောက်မှာကျမတို့ကထည့်သွားလို့ရပါတယ်အခုဆိုရင်ကျမတို့က SS ရဲ့အောက်မှာ current asset ဆိုတာရှိတယ် current asset ရဲ့အောက်မှာမှာ cash and cash equivalent ဆိုတာရှိတယ်ဆိုတာလေးကိုရှင်းပြသွားတာပါဟုတ်ကဲ့ဒါဆိုလို့ရှိရင် အခုတော့ကျမတို့ကဗာလုပ်မလဲဆိုလို့ရှိရင် account တစ်ခုစထည့်ပါမယ် account တစ်ခုကတော့ဒီမှာ bank checking account ပါ bank checking account ကို balance sheet ရဲ့အောက်က current assets အောက်က cash and cash equivalent အောက်ကိုတွားထားပါမယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျမတို့က new account သူ့ရဲ့နာမည်ကတော့ bank checking account ဖြစ်ပြီးတော့ကုတ်ကကြတော့ကျမတို့က1101ဆိုတာလေးကိုထားပါမယ်1101ကိုကျမတို့ကဘယ်အောက်ကိုတွားထားမလဲဆိုရင် cash and cash equivalent ရဲ့အောက်ကိုကျမတို့ကတွားထားခြင်းပါတယ်ဒါဆိုလို့ရှိရင် ကျမတို့ ဒါလေးကို110ဝယ် bank checking account ss equal to current ss ရဲ့အောက်က cash and cash equivalent အောက်မှာထားပါမယ်နောက်တစ်ခုကတော့ကျွန်မတို့က control account မှာလည်း bank account ဆိုတာလေးကိုရွေးပေးရပါမယ် control account ရဲ့အကြောင်းလေးကိုတော့ကျမတို့ပြီးတော့မှပဲအသေးစိတ်လေးသတ်မှတ်ပေးပါမယ်ရှင်းပြပေးပါမယ်ရှင်။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်အခုကျမတို့က cash and cash equivalent ရဲ့အောက်မှာ bank checking account သူ့ရဲ့ account code ကတော့1101ဆိုပြီးတော့ကျွန်မတို့ထည့်ထားပါတယ်။ဟုတ်ကဲ့နောက်တစ်ခုကတော့ကျွန်မတို့က bank ရဲ့ saving account ထည့်ပါမယ်။ bank ရဲ့ saving account ကလည်း cash and cash equivalent နဲ့ပဲထည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ new account code ကတော့1102လို့ပေးပါမယ်။ name ကို bank saving account သူ့ရဲ့ group ကိုလည်းကျမတို့က cash and cash equivalent နဲ့မှာထည့်ပါမယ် control account အနေနဲ့ကိုလည်း bank account လို့ရေးပေးပါမယ် ားလုံးပြီးရင်တော့ကျမတို့က create လုပ်ပေးပါမယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျမတို့ကဒီမှာ SS ရဲ့အောက်မှာ cash ရှိတယ် cash ရဲ့အောက်မှာကျမတို့ sorry SS ရဲ့အောက်မှာ current asset ရှိတယ် current SS ရဲ့အောက်မှာ cash and cash equivalent ရှိပါတယ်သူ့ရဲ့အောက်မှာမှ checking account bank checking account 110ဝယ် bank saving account 110 2ဆိုတာကိုတွေ့ရပါတယ်ဟုတ်ကဲ့ နောက်တစ်ခါကျမတို့က online saving account ဆိုတဲ့ chat တော့ account လေးတစ်ခုထပ်ထားမယ်ဆိုလို့ရှိရင်လည်းကျမတို့ဒီမှာ online saving account သူ့ကိုလည်း cash and cash equivalent အောက်ကိုပဲကျမတို့ကထည့်ပါမယ်။ဒါဆိုလို့ရှိရင်ကျမတို့က new account name မှာ online saving account 1103 group ကလည်းကျမတို့က cash and cash equivalent online saving account ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုလည်းကျမတို့က cash account အနေနဲ့ထားပါမယ်။သူကတော့ bank account မဟုတ်တဲ့အတွက်ကြောင့်မလို့ကျမတို့က cash account အနေနဲ့ထားလိုက်ရမယ်။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျမတို့ထည့်ထားတဲ့ account တွေကိုဒီမှာတွေ့ရတာဖြစ်ပါတယ်။ဟုတ်ကဲ့ကျမတို့ဒီ MSN book မှာဆိုလို့ရှိရင် name ရယ်ကုတ်ရယ်ရှိပါတယ်။ကျမတို့ရဲ့ဒီ software မှာဆိုလို့ရှိရင်ကုတ်ဆိုတာက option နဲ့ပါ။ option နဲ့ဆိုတဲ့သဘောတရားကမထဲမဖြစ်ထဲစရာမလိုဘူးဆိုတာကိုပြောတာပါဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျမအခုက ဒီ tutorial လေးကိုပြသွားတဲ့အချိန်မှာကျွန်မကုတ်တွေကိုထည့်ခဲ့ပါတယ်။ဘာကြောင့်မလို့ထည့်ခဲ့တာလဲ။မထည့်ရင်လည်းရတယ်ပြောပြီးတော့ဘာလို့ထည့်လဲဆိုလို့ရှိရင်ကျွန်မတို့ကမထည့်ခဲ့ဘူးဆိုလို့ရှိရင်တော့ဒီ MSME book ကနေပြီးတော့ကျွန်မတို့က sorting စီတဲ့အခါမှာပေါ့နော်။ဒီ alphabetic ကိုပဲ ABC ကိုပဲကျွန်မတို့ကကြည့်စင်ငယ်လိုက်ငယ်စင်ကြည့်လိုက်စီသွားပေးမှာပါဟုတ်ကဲ့အဲ့လိုလိုမဟုတ်ဘဲနဲ့ကျမတို့ကကျမတို့လိုချင်တဲ့ sequence အတိုင်း အတိအကျပြစေခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမတို့ကကုတ်ကို define လုပ်ပေးရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကုတ်လေးကိုသတ်မှတ်ပေးတဲ့အချိန်မှာတော့ကျမတို့ကနံပါတ်တွေနဲ့ပဲသတ်မှတ်ပေးရပါမယ်။ဒီနံပါတ်တွေမှာဆိုလို့ရှိရင်ကျမတို့ကတခြားပေါ့နော် food store တွေပါတွေပါတာတို့ဒါမျိုးတွေကိုလည်းပါလို့တော့မရပါဘူးအခုဒီမှာဆိုလို့ရှိရင်ကျမတို့ကဒီ asset ဆိုတာရှိတယ် liability ဆိုတာရှိတယ် equity ဆိုတာရှိပါတယ်ဟုတ်ကဲ့ဒီ asset liability equity ကိုတော့ကျမတို့က main group တွေဖြစ်တဲ့အတွက်ကြောင့်မလို့ ကုတ်တွေကို define မလုပ်ခဲ့ရင်လည်းရပါတယ်။သူ့ရဲ့အောက်မှာထည့်ထားတဲ့ group တွေမှာတော့ကျမက SSB ရင် current access ကိုအရင်ပေါ်ခြင်းနဲ့သူ့ရဲ့အောက်မှာမှ long term access ကိုပေါ်ခြင်းနဲ့ဆိုလို့ရှိရင်ကျမက current access ကတရာပြီးသွားတဲ့အခါမှာကျမတို့ဒီ long term access ကိုတော့600ဆိုပြီးတော့ပေးပါတယ်။အဲ့ဒီလိုမဟုတ်ဘဲနဲ့ကျမတို့ကဒီ current access ကိုလည်းခနဲလေးလုံးပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီမှာ current access ကိုကျမတို့က1000လို့ပြင်ပါမယ်။ အဲ့လိုပဲဒီမှာ cash and equivalent ကိုလည်း1100လို့ကျမတို့ကပြင်ထားမယ်နောက်တစ်ခါမှာဒီမှာ securable market security ဆိုလို့ရှိရင်လည်းကျမတို့က1200လို့ကျမတို့ပြင်လိုက်ပါမယ်ဒီမှာ long term assets 600ထားထားတာကိုလည်းကျမတို့က6000လို့ပြင်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ကုန်တွေအလုံးကကျမတို့က၄လုံး digit ၄လုံးကိုကျမတို့ကသုံးထားတာကိုတွေ့ရပါတယ် ဒါဆိုလို့ရှိရင်ကျမတို့ဒီမှာပေါ့ summary မှာကျမတို့သွားကြည့်လိုက်တယ်ဆိုလို့ရှိရင်လည်းအခုဆိုလို့ရှိရင်ကျမတို့ဟိုဘက်မှာစီခဲ့တဲ့ sequence အတိုင်းလေးတွေပြနေတယ်ဒါပေမဲ့ဒီမှာဆိုလို့ရှိရင်တော့ chat တော့အကောင့်ရဲ့ code တွေကိုတော့မမြင်ရပါဘူး code တွေကိုမြင်ကျင်တယ်ဆိုလို့ရှိရင် code တွေကိုမြင်ကျင်တယ်ဆိုလို့ရှိရင်ဒီမှာ summary ရဲ့ edit မှာ show account code ဆိုတာကိုကျမတို့က click နှိပ်ပြီးတော့ update ဆိုတာလေးကိုလုပ်ပေးလို့ရပါတယ် အခုဒီမှာဆိုလို့ရှိရင်တော့ကျမတို့တတ်မှတ်ခဲ့တဲ့အတိုင်းပေါ့နော် account code က1101 1102 1103ဆိုပြီးတော့တွေ့ရပြီးတော့ဒီ order ပိုင်းစီထားတဲ့အခါမှာလည်းဒီကုတ်ရဲ့ sequence အတိုင်းလေးစီထားတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့အဓိကကတော့ကျမတို့က shadow account ကိုတတ်မှတ်တဲ့အချိန်မှာကုတ်တင်ကိုတတ်မှတ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကိုတတ်မှတ်ခဲ့တဲ့ကုတ်အတိုင်းကို report တွေမှာရောကျမတို့ဒီ summary လိုနေရာမျိုးမှာရောကိုလိုချင်တဲ့ order အတိုင်းကိုစစ်ဆန်ကစီပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။